တ်နဲ့အနာတ္တနဲ့ဖွဲ့တာနော်မိမိရဲ့အလိုမိမိရဲ့အတ္တကနာသီဝထိတိကိုထားတာနော်အတ္တနဲ့ထားတာကိုယ်အလိုနဲ့ထားတာနာသီဝထိတာအဲထိတာကြီးကမြင်းနေခြင်းလို့မဟုတ်ဘူးထိတာကိုထောက်ပြီးထိတာကိုထားတာကိုထားတဲ့နေရာမနေဘဲနဲ့သူ့ဘောသူပြောင်းသွားတဲ့နေရာကိုယ်ရောက်လို့ဒါဘယ်ချောက်ကညာလမ်းပေါ့ရိုက်မှာကညာနဲ့ရိုက်မှာလူတယောက်ကိုပြတာတော့ညာနဲ့ဖမ်းပြတယ်ညာနဲ့ဖမ်းပြလိုက်လို့ရှိရင်အဲဘယ်နဲ့ပြတာ ေဘက်ကရိတ်မဟန်ပြိုက်တော့ရိတ်ခံမဲ့လူကဘယ်ဦးလဲအားလဲပြီးတော့မိမိကညာနဲ့ဖမ်းရိုက်တာအခုလဲဒီလိုပဲနာသီဝထီထီကိုလိုချင်လို့မဟုတ်ဘူးနာသီဝထီထီကိုထောက်ပြီးတော့ကိုထားတဲ့နေရာမနေပဲနဲ့သူ့နေရာသူပြောင်းသွားတဲ့သဘောဘာလို့လဲလို့ဖမ်းတယ်နာသီဝကိုထောက်ပြီးတော့ဖမ်းလိုက်ရင်ဝိညာဉ်ကြီးကပြောင်းညှို့တဲ့ဓာတ်ကလေးတွေးလိုက်တယ်နာသီဝကထောက်ပြီးတော့ပြန်တင်ကြည့်တယ်နာသီဝထီသေးလေးကိုထောက်ပြီးတော့ညံကကိုထားတဲ့နေရာမနေပဲနဲ့သူ့ရုပ်ကိုပြောင်းပြင်ရတဲ့ကောင် ဘယ်တရားခံလဲလို့ညံကစောင့်ပါအဲ့မှာအင်းဒီဒီဘိုးကြီးအကုန်ထည့်ရပြီလေအဲအဲ့တော့ကြာကြာထပ်ပါများတဲ့ကကြာနာသီဘောထီသေးလေးတင်းလေးသူကပြောင်းညွှန်သွားလေးနာသီဘောထီသေးလေးတင်းလေးပြောင်းညွှန်သွားလေးနာသီဘောထီသေးလေးပြောင်းညွှန်သွားလေးညံကလည်းတဖြည်းဖြည်းကလည်းမြင်းလာတယ်ထီသေးလေးကိုထီသေးလေးကနေပြီးတော့ကိုထားတဲ့နေရာမနေဘဲနဲ့ဓာတ်ပေါ်သွားသွားညှစ်တယ်အားလေးမြင်းလာအမြင်ကောင်းလာအမြင်ကောင်းလာတော့အဲ့ဒါကိုအင်းဖန်များစွာကြာကြာရှုပါအဲ့ဒီကြာကြာရှုတယ် ဒါကြောင့်ရှုတဲ့အခါကျတော့ဒီချိန်ရတဲ့အလုတ်စောင့်ထိန်ရတဲ့အလုတ်အဲ့ဒီပုံမှာအိန္ဒြေနဲ့ဘူဟာတရဟာဇောဟာကြီးလို့မရဘူးကြီးလို့မရတော့ကြာနေဘူးလို့ဖြစ်လာဆိုပန်းလာတော့ဒါတလုံးရဲ့အစားလည်းဆုံးရှုရတာလဲညီတော့မြင်နေရိတ်တော့ရိတ်မိတဲ့အကောင်အထည်လက်ဘူးလေးရမမိလက်စုပ်လက်ကင်မမိနာဒီဝထီးပြီးနေလဲကြမ်းချိန်ရှုတဲ့အခါကျလဲအကောင်အထည်တော့ရိတ်မိတယ်လက်ခနဲ့ပဲမြင်လေရတယ်အကောင်အထည်ဖမ်းလို့မရအဲ့ဒီလိုနဲ့ဒီတရားခံရလဲရှိနေတယ် ရှိနေတဲ့တရားခံတော့သိလည်းသိတယ်လက်ပူးလက်ကြလည်းမမိတော့အေးလို့လည်းမရနေလို့လည်းမရအဲမနေလို့ထားကြည့်မြန်တော့လည်းမမိအဲ့တော့မှအကျန်းခက်လာအကျန်းခက်လာဒါမဲ့ရှုရင်းရှုရင်းရနေပြီးတော့ရှုစိတ်လေးနဲ့အတိုင်းရှုရင်းရနေပြီးတော့ငကိုရှုတဲ့အတိုင်းလက္ခဏာအတိုင်းရှုရင်းရနေပြီးတော့ဩငါရှုရတာလေပန်းလာတာတရားခံတော့ရှိတယ်ငါလည်းရှာလို့မရပါလားကဲငါတလောက်ကျူးစာပန်းသာရှာရတဲ့အနေမှာဒီတရားမရရင်လည်း မိပစီတော့ဆိုပြီးတော့မန်လဲချလေအောင်အဲ့တမယုံအောင်꿰ပါဘလို့꿰ပါလဲပူရပေါ်ညွတ်တက်တဲ့သဘောလေးကတတ်တယ်ရှုနေတဲ့ဉာဏ်ကတတ်တယ်ယုတ်ကတတ်တယ်သုံး꿰ထသွားရှုစိတ်နဲ့ငါငါနဲ့ရှုစိတ်ရောနေလို့အရှုခံတည်ယူသောသင်္ခါရနဲ့ပြောင်းလဲပြောင်းလဲတရုပ်ပေါ်တရုပ်သည်တရုပ်ပေါ်တရုပ်သည်ပြောင်းလဲပြောင်းလဲညွတ်တက်တာနဲ့ငါနဲ့ရောအဲ့ဒီပုံမှာ꿰အောင်ရှုပြန်တော့လဲ ငါလူကြီးနဲ့ငါမြောင်ရှိမယ်ဆိုတဲ့သရာလုံးနဲ့အလိုရရလုံးညာနေအင်းကြီးမငြိမ်ဘူးဘိုးမငြိမ်ဘူးတရားပေါ်မှာမန်တက်သွားတယ်ဒီကြေခံရှိမယ်သူ့ကိုတွေ့ရမယ်ဆိုတဲ့ဒေါသမှာဒါမကင်းငါမရတော့ဘူးငါတလောက်ရှိခဲ့တာမရတော့ရှုစိတ်ကြီးလည်းပြင်းထန်လာပြီရှုတာလည်းကြားပြီဒီကံနဲ့တွေ့ရတာနဲ့မှဖမ်းလို့မရရင်လည်းနေပြည်တော်ဆိုပြီးမှန်ချရတယ်။အဲ့တော့မှငါအလိုသိမ်းပါဘလား။တရားပေါ်မှာအလိုဖြစ်သွားတယ်။တရားပေါ်မှာဒေါသဖြစ်လာတယ်။ဒီကံရှိရတဲ့အတိုင်းပြောင်းရှာမယ်ဆိုပြီးဒေါသ အဲသူကရှိတဲ့နဲ့ငါမရရင်မရရအောင်ရှာမယ်ဆိုရင်မာနဩတရားပေါ်မှာဒေါသမာနလောဘကြီးမတွေ့တရအောင်ရှာမယ်ဆိုရင်လောဘလောဘဒေါသမောဟချိုးရမယ်တရားငါလောဘဒေါသကြီးနဲ့ကြည့်နေလို့မရပါလားတရားဆိုတာရှုကြည့်နိုင်လည်းမရမရှုဘဲနဲ့လည်းမရရှုကြည့်တော့ဆန္ဒစိုးတဲ့အလိုဖြစ်တယ်မရှုပြန်ရင်လည်းမောဟဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကြီးတရားနော်တမာတမာရီဟာလာမန်ချလိုက်တဲ့ခါကျတော့အိန္ဒြေဘောဇင်းကြီး အကုန်လုံးညင်ပြီးမျှတာလည်းတက်ရတော့ရှုစိတ်ကအရှုခံနဲ့ကွဲထွက်သွားပါလားတရားလူလည်းမရမလူလည်းမရအလိုမနဲ့နေတဲ့တရားပါလားတရားရဲ့တန်မှုလည်းသိသွားတယ်ဒါပြင်ရုပ်တရုပ်ပေါ်တရုပ်ဒီတော့ပူတာပေါ်လာတယ်ပေါ်ရရုပ်ကနံပြောင်းညွတ်တယ်ညွတ်တဲ့နံလေးကတခြားပူတယ်ဓာတ်ကတခြားရှုတာကတခြားအဲ့လိုတရားနေလို့တင်းတာပေါ်လာတယ်ကိုရှုတာမဟုတ်တော့ဘူးအရင်တော့ပူတာပေါ်တာသွားရှုတာငါရှုတာအောင်မိအခုတော့မဟုတ်တော့ပူရပေါ်လို့ ရုပ်ဖောက်ပြန်တဲ့အတိုင်းနံသွားကြတယ်ရုပ်ကတရုပ်ကဖောက်ပြန်လိုက်သာရရုပ်ဖောက်ပြန်ပြင်းထန်တဲ့ပေါ်လေရုပ်ရုပ်ချင်းပြူလာတာမှပြင်းထန်တဲ့ရုပ်ပေါ်လာရင်ပေါ်လာတဲ့ရုပ်ကအပြင်းထန်ဆုံးရုပ်ကတော့နံသွားညွတ်မပြင်းထန်တဲ့ရုပ်ကမညွတ်ဘူးတဏ္ဏမဲညွတ်လို့ရအဲ့တော့အရင်တော့ပူတယ်တင်းနဲ့တောင်းတယ်ငါလိုက်ရှာပြီးရှုနေအောင်မီးအခုတော့ဘယ်ဟုတ်မလဲပူရပေါ်လို့ဖောက်ပြန်တဲ့သဘောသွားညွတ်တာနိုင်လက္ခဏာငါမဟုတ်အဲ့ညွတ်တတ်တဲ့သဘောကြီးရောလဲညွတ်တတ်တဲ့သဘောကြီးတတ္တိမြပဲရှိတယ် လူလည်းမဟုတ်ယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်ပုဂ္ဂိုလ်လည်းမဟုတ်တတ္တဝါလည်းမဟုတ်သူကရုပ်ပေါက်ပြန်လို့သူကညှက်တတ်တဲ့သဘောလေးပါသူဒီအသက်လိုက်ကြလည်းမဟုတ်ပုဂ္ဂိုလ်တတ္တဝါမဟုတ်ရုပ်ကလည်းလူမဟုတ်ယောက်ျားမဟုတ်မိန်းမမဟုတ်ပုဂ္ဂိုလ်တတ္တဝါမဟုတ်ဓာတ်ကြီးလေးပါးလက္ခဏာရုပ်တုံးကြီးရုပ်ကလည်းသူ့သဘောသူဆောင်နေငါလူမလိုက်ငါကြိုက်မှာပါရုပ်ပေါက်ပြန်တာကလည်းသူ့သဘောပါရုပ်ပေါက်ပြန်လို့ပေါက်ပြန်ရုပ်ကိုသွားပြီးပြီးကြလည်းနိုင်သဘောပါနံနဲ့ရုပ်ရုပ်နဲ့နံပုဂ္ဂိုလ်တတ္တဝါမရှိဘူးယောက်ျားမိန်းမဆိုတာပြည့်ညတ်ကြီးပဲခုနသိညာပြည့်ညတ်ထားတာပဲ ပရမယုတ်ဒီဖောက်ပြန်တာပဲပြညာကသိညာယုတ်ကပရမယုတ်ဖောက်ပြန်တာအခုဖောက်ပြန်တဲ့ယုတ်ကိုသွားညွတ်တာကနာန်ဆိုတော့ယုတ်အဲယုတ်ခန္ဓာရယ်သိညက်ခန္ဓာရယ်သင်္ခါရခန္ဓာရယ်သုံးခုတွေ့သွားတယ်ဒါဒိဋ္ဌိဝိသုဒ္ဓိပြတ်နေတာနော်ဒိဋ္ဌိဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိပြီးတော့ဒိဋ္ဌိဝိသုဒ္ဓိအရိယာမဲမကူသေးဘူးခန္ဓာ၅ပါးသုံးပါးပဲမြင်နေတယ်အဲ့တော့ဒီနန္တကလေးကဘယ်သဘောရှိလဲဒီနန္တကလေးကယုတ်ဖောက်ပြန်တဲ့ ရှုတတ်တာသူ့သဘောပဲဒါသစ္စာညာအမှန်မြင်အောင်ရှုတယ်အမှန်မြင်အောင်လဲရှုကောယုံနဲ့လဲ꿰သွားရောဖောက်ပြန်တဲ့ယုံနဲ့ညွတ်တတ်တဲ့နာငါညွတ်တာမဟုတ်ဆိုပြီးတော့ဒီဘောမှာဒိဋ္ဌိပြုတ်သွားပြီအယူမပြုတ်သွားပြီငါငါဆိုတဲ့တက္ကရာပြုတ်သွားပြီငါလူမလိုက်ငါကြိုက်မပွားငါဆိုတာမဟုတ်တက္ကရာဒိဋ္ဌိလည်းပြုတ်သွားပြီငါရှားတယ်ငါရှုတယ်ဆိုတဲ့ဒိဋ္ဌိလည်းပြုတ်သွားပြီငါမို့တော့တဏှာလည်းချုပ်သွားပြီကံလည်းချုပ်သွားပြီဉာဏ်ရက်ကြည့်ညာပဲရှိတော့တယ်အရင်တော့ပူရာဘောလိုက်ရှုတာကံဖြစ်ဒိဏဘောလိုက်ရှုတာကံဖြစ် အခုတော့ကံမဟုတ်တော့ညံဖြစ်သွားပြီတော့ဖောက်ပြန်တဲ့သဘောရုပ်ပေါက်ပြန်လို့နံညွတ်တာရုပ်နဲ့နံနဲ့သွားဖတ်တာတွေ့ထိတာပဲရုပ်ပေါက်ပြန်မှာနံသွားညွတ်ရင်လေညွတ်တဲ့ဒီပိုင်းနဲ့သွားတည်တာအရင်ကမသိတော့ညွတ်တာဟာငါညွတ်တာကိုမသိတော့ငါကြားတယ်ငါရှုတယ်အောင်မေးအခုတော့ညွတ်တတ်တဲ့သဘောဟာဓာတ်တမျိုးပဲရုပ်ကလည်းဖောက်ပြန်တဲ့ဓာတ်ပဲရုပ်လက္ခဏာဖောက်ပြန်ပြီးနံညွတ်တာသဘာဝပုဂ္ဂိုလ်တ attva အသက်လိုက်ပြမရှိဘူးလို့ဒါသိသွားတာစာညာလည်းမြားပြီးကိစ္စညာလည်း မရှိတဲ့အဝိဇ္ဇာငါပြုတ်တယ်ငါရှားတယ်ငါရှုတယ်ဆိုတာမဟုတ်တော့ဘူးအိဿညာပယ်လိုက်ပြီကတညာလွတ်သွားပြီဝိဇ္ဇာညာလည်းပေါသွားပြီသက္ကုံဥဒ္ဒဘာရီအမှန်မြင်သွားပြီနော်ရုပ်ဖောက်ပြန်တာရုပ်သဘောလက္ခဏာရုပ်ဖောက်ပြန်မှာနာညွတ်တာငါမဟုတ်ပုဂ္ဂိုလ်တ attva မဟုတ်နော်ရုပ်ဖောက်ပြန်တဲ့နာညွတ်တာလို့သက္ကုံဥဒ္ဒဘာရီမြင်သွားပြီပညာဥဒ္ဒဘာရီမြင်သွားပြီရုပ်နဲ့နာအမှန်မြင်ကိုယ်အောင်ရှုရသွားပြီဝိဇ္ဇာဥဒ္ဒဘာရီပြီးသွားပြီဒီဘောမှာငါရှုတာမဟုတ်ငါရှားတာမဟုတ်အဲ့ဒါရုပ်ဖောက်ပြောမှာ နံပါတာငကုဏနဲ့ယုတ်ယုတ်နဲ့နံဖြစ်နေတာပဲလို့ဝိဇ္ဇာကလည်းသိပါပြီအလောကဥဒ္ဒပါရီအဲယုတ်မှန်းမသိနံမှန်းမသိအမိုက်မောင်ကြီးဖုံးကွယ်ပြီးတော့မောကအမိုက်မောင်ကြီးဖုံးကွယ်ပြီးတော့ယုတ်မှန်းနံမှန်းမသိပဲနဲ့ငါတို့ဘယောက်ျားမိမပုဂ္ဂိုလ်တတ္တဝါလို့သိနေတဲ့အသိကြီးကိုပယ်ရှားပြီးတော့ဉာဏ်အလင်းအောင်ရပါအလောကဥဒ္ဒပါရီဒါယုတ်ဖောက်ပြန်တာနဲ့နံညှစ်တဲ့သဘောပေါ်ကနေပြီးတော့တွေးကြည့်ကြ အဲ့တော့ဒီရုပ်ဖောက်ပြန်တဲ့သဘောနံညှွတ်တဲ့သဘောညင်ဖို့အတွက်ကဘုဇဉ်9ပါးကင်းလို့ရသေးလားဘုဇဉ်9ပါးလည်းကင်းလို့မရဘူးရုပ်ဖောက်ပြန်တဲ့ပုံမှာညှွတ်တာဘယ်လိုလဲလို့ပြီးဖို့အတွက်သတိထားနေရတယ်သတိတန်ဖို့စဉ်ဒီပုံမှာရုပ်ဖောက်ပြန်တဲ့ပုံမှာနံညှွတ်တဲ့သဘောလေးဟာကြာကြာရှိပါများလားရိပ်မိလာတာဟာလည်းမဟုတ်ညှွတ်တာငါမဟုတ်ဘူးတရားခံတစ်ခုတော့ရှိပါလားလို့ဒီလိုပွားများနေတာဟဲ့ညှွတ်တဲ့သဘောလေးတစ်ခုတော့ရှိနေပါလားလို့စိတ်ထဲမှာပွားနေတာ ရေခံလေးကိုရိုးရိုးရိပ်ရိပ်ညီပြီးတော့ပြီးပြီးတော့ဟောငါမဟုတ်ပါလားလို့စကားပြောနေတဲ့စိတ်ပွားနေတဲ့စိတ်ကလေးကဒါဓမ္မဝိဇ္ဇာတံပေါ်တယ်လက္ခဏာမြင်လာတော့တွေ့သေးတယ်နဲ့လက္ခဏာညာအပိုင်းမမြဲသေးတယ်နဲ့မြင်အောင်ဆိုပြီးတော့မြင်အောင်ဆိုပြီးတော့ကြိုးစားအားထုတ်နေရဝရိယထားနေတဲ့အကြောင်းဝရိယတံပေါ်စဉ်ဝရိယတံပေါ်စဉ်နဲ့ပြည့်စုံလာသည်နဲ့မျှယုဒမနန္ဒမယုလက္ခဏာလေးပေါ်မှာတီမှုလေးကိုခံညွတ်တတ်တဲ့သဘောလေးကိုရိပ်မိပြီးသူ့ပေါ်တီလာပြီးမြင်အားကောင်းလာပြီးဆိုတော့ သူ့ဘောပီတိသဘောကြလားဒါပီတိတံဘောစဉ်သူ့ဘောမှာကြည်နှနေတာကဩငါမဟုတ်ပဲညွတ်တာကငါမဟုတ်ပဲရုပ်ဖောက်ပြန်တဲ့ဘောမှာကြောင်းညွတ်တတ်တဲ့ဓာတ်ကလေးဟပါလားလို့ငါတော့မဟုတ်ဘူးဒီသက်တွေးလို့တွေးရမယ်ဆိုသူ့ကိုကလည်းကြည်နှနေတာကဒါပတ္တိတံဘောစဉ်ဒီလိုနဲ့ကြိုးစားပြီးအားထုတ်ပါတော့လဲဟာလားဝရိယလုံနေတယ်တရားလုံနေတယ်တမာတိတွေလုံနေတယ်ဒါကိုမသိဘူးတရားခံကိုတွေးတော့မိလို့ခြင်းတဲ့ဆန္ဒရှိနေသေးတဲ့အလိုပါနေတယ် အလိုပါနေတဲ့အခါမရတော့အဲ့တော့ကဲရုပ်ဖောက်ပြန်တဲ့သဘောရုပ်လည်းဖောက်ပြန်တဲ့သဘောနာညွတ်တဲ့သဘောလက္ခဏာထောက်ပြီးတော့လက္ခဏာရင်စီးပြီးတော့ကျူစာအထုတ်ပါတော့လေလက္ခဏာကိုအပိုင်မမြင်သေးဘူးမမြင်တော့သိတတ်ကြပြီးတော့မန်ချလိုက်တာကဲရုပ်ကလည်းဖောက်ပြန်ရင်ဖောက်ပြန်ပြီးတော့ငါတလောက်ကျူစာအထုတ်တိုင်းမှာမရလေနေပစီတော့ဆိုပြီးလက္ခဏာရင်ကညံတဲ့ဒီတိုင်းပဲလက်ပန်းလက်ပိုက်ကြည့်နေတယ်လို့ရက်ပြီးဥပိ္ပခါချလိုက်ရှိကျင်တဲ့စိတ်ဥပိ္ပခါချလိုက်တာဥပိ္ပခါသံပေါ်တယ် ိုက်လို့ပြစ်ခါလဲကြောသမာသမာဓိဖြစ်ပြီးသွားပြီရုပ်ဖောက်ပြန်တဲ့သဘောမှာနာညှုပ်ပြီးရုပ်နာကွဲပြီးတော့ရုပ်တဲ့နံပေါ်မှာဖောက်ပြန်တဲ့ရုပ်နဲ့ညှို့တက်တဲ့နံကိုကွဲပြီးမြင်သွားတော့အဲ့ဒီပုံမှာဧကဂရတီသွားတဲ့ကြောင့်ဒါသမာသမာဓိ48ပါးနဲ့လဲတိုက်ထုတ်မှဒီလက္ခဏာတစ်ခုမြင်ပါတယ်ဇိုင်းငါ၅ပါးနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဝိတက်ရုပ်ဖောက်ပြန်တဲ့ပုံမှာနာညှို့နေတယ်ညှို့တည်တာကိုမသိသေးပြီနဲ့အပြင်စိတ်တွေမရောက်အောင်ပြင်အာယုန်တွေကြီးမလွင့်စမ်းမနဲ့ရုပ် ဖောက်ပြန်တဲ့ပုံမှာညွတ်တဲ့သဘောလေးပုံမှာမတွေ့တောင်သူ့ပုံမှာတီအောင်လိုက်ရှုနေတော့အပြင်စိတ်တွေချော်သွားတာဝိတက်ပထမဆုံးပဲလိုက်ပြီဝိဇာရဩရုပ်ဖောက်ပြန်တဲ့ပုံမှာညွတ်နေတဲ့တရားခံသဘောလေးကိုတွေးနေပါလားငါမော့ငါတော့မဟုတ်ဘူးဒါရငါ့ဘောက်ကနေပြီးတော့ဖောက်ပြန်နေတိုက်ဆိုင်လို့ပေါ်နေတဲ့ရုပ်တီမှန်တည်းပေါ်ရရုပ်တိုင်းလိုက်လိုက်ညွတ်နေတာဟာညွတ်တဲ့သဘောလေးပဲရှိပါလားသူ့ကိုသဘောကျလားအဲ့ဒီသဘောလေးလို့ပွားနေတာဒါဝိသရာဒီတဲ့ဝိသရာဆံ ညှွတ်တဲ့သဘောလေးကိုရိပ်ပြီးပြီးသူ့သဘောကျတာပီတိဇံအဲဒီအောင်လဲပယ်ရေးပြီးတော့ဥပမာတခါလဲသဘောကျလာတာဒုက္ခဘာဖြစ်လို့ဒုက္ခဖြစ်လဲဆိုတော့ပီတိဖြစ်လာတဲ့ယုတ်မနန္ဒမယုတ်ဖောက်ပြန်တဲ့ပုံမှာနန်တီနေတဲ့စိတ်ကလေးပေါ်မှာပီတိဖြစ်နေတဲ့စိတ်ကလေးကိုလဲပယ်လဲပယ်လဲရောဥပမာတစိတ်သေးလို့ခါတဲ့ဒီဝါဒီလဲဒီရောသူ့ဘုံမှာကောင်းမကောင်းဖြစ်နေဆင်းရဲတဲ့စိတ် ချုပ်သွားတာဒုက္ခဧကကရာယုံနံလက်တမကိုယ်လည်းထွက်သွားဟောယုံမနံတမကတည်သွားပြီဒါသမာသမารိဧကကရာပဲမဂ်ကိရှိမနဲ့ဆိုရင်ဒါသမာရိမဂ်ကိဒါကရုပ်ဖောက်ပြန်တဲ့ပုံမှာနာညွတ်တဲ့သဘောလေးကိုတွေးတယ်တွေးတဲ့ခါကျတော့ဉာဏ်စီနဲ့အစင်းနဲ့တိုက်လိုက်တယ်တိုက်လိုက်တဲ့ပုံမှာရုပ်ကဖောက်ပြန်တယ်နာကပြောင်းညွတ်တယ်နာနဲ့အတန်နဲ့ကြားရတဲ့ခါမှာလည်းကြားလိုက်တဲ့အတန်ကြီးဖောက်ပြန်တယ်ကြားရတဲ့အတန်ပုံမှာပြောင်းညွတ်တယ်အဲညွတ်တဲ့သဘောလေးတွေးနေရတယ် ရုပ်ဖောက်ပြန်တယ်နာကလည်းပြောင်းလဲညွတ်တယ်ရုပ်ဓမ္မနန္ဓမနဲ့တီးနေပြီဇာတော်လည်းဖောက်ပြန်တဲ့သဘောညွတ်တတ်တဲ့နန္တရားလေးဇွားတော်လည်းဖောက်ပြန်တဲ့သဘောညွတ်တတ်တဲ့ဖောက်ပြန်တဲ့ရုပ်ဖောက်ပြတဲ့ပုံမှာနံပြောင်းညွတ်တိုင်းရုပ်နဲ့နံဇွားတော်လည်းရုပ်ဖောက်ရှာနေအရသာနဲ့တွေ့တဲ့ပုံမှာယူဤလက္ခဏာဖော်ပြလာတယ်ဖော်ပြရုပ်ပုံမှာပြောင်းညွတ်လိုက်တာကနန္တရားညွတ်တတ်တဲ့သင်္ခါရနန္တရားဖောက်ပြန်တာယုတ်တရားညွတ်တာကနန္တရားယုံနံလို့ပြီးသွားပြီ။သားတော်လည်းသွားတဲ့သားတဲ့ပုံလည်းပုံမှန်လည်းယုံနံပြီးသွားပြီ ဖောက်ပြန်တဲ့ယုံညွတ်တဲ့နံသွားတဲ့ပုံမှာလည်းဖောက်ပြန်တဲ့ယုံညွတ်တဲ့နံအဲ့ဒါမြင်တဲ့ပုံမှာလည်းဖောက်ပြန်တဲ့ယုံညွတ်တဲ့နံသွားတိုင်းလာတိုင်းနေတိုင်းစားတိုင်းတွေ့တိုင်းထိတိုင်းမှာဖောက်ပြန်တဲ့ဖော်ပြတဲ့ယုတ်တရားနဲ့ဖော်ပြရုပ်ကိုပြောင်းပြောင်းညွတ်နေတဲ့နံတရားနဲ့ယုတ်နံလို့ပဲသိသွားတယ်အဲ့တော့မှတရားဟာသွားတော့လည်းတရားစားတော့လည်းတရားနေတော့လည်းတရားအိတ်တော့လည်းတရားယူတော့လည်းတရားပေါက်တော့လည်းတရားအဲ့လိုဖြစ်လာယုတ်နံလို့ပဲတည်လာတဲ့ခါကျတော့သူကကိုယ်နဲ့အမြဲပါတယ်ကိုယ်နဲ့ဤသို့ပံမှာကိုယ်ရင်းခံစားမှုတည်လာတဲ့ကြောင့် တဏှတိကကိုမျက်မှောက်အကျိုးပေးနေဓာတ်ရင်း၅ပေါင်းနဲ့တွေ့တိုင်းမြင်တိုင်းတွေ့တိုင်းကြားတိုင်းကြည့်တိုင်းနံတိုင်းပြီးတိုင်းမှာဟုတ်လားတဏှတိကကုံနဲ့တရားကုံနဲ့ပြည့်စုံအမြဲတမ်းလဲဓာတ်ရင်း၅ပေါက်ကနေမလွတ်တမ်းရှိနေတယ်ဓာတ်ရင်း၅ပေါက်ကလည်းတစ်မျိုးပြီးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးပေါ်နေပေါ်ရမှာလဲရုပ်တရားနဲ့ဟုတ်လားပြောင်းညွတ်တတ်တဲ့နံတရားပဲလို့အခါမလေးအကျိုးပေးနိုင်တယ်ရင်းနိုင်တယ်သိနိုင်တယ်တဲ့ကြောင့်အကာလီကကုံနဲ့လည်းပြည်စုံနေအဲ့တော့ယုံနံလို့အမှန်မြင်သွားတော့ပုဂ္ဂိုလ်တ attva ငါးသရဝါယောက်ျား ပြုတ်သွားတယ်ဒိဋ္ဌိပြုတ်သွားတော့တဏှာချုပ်သွားနော်တဏှာချုပ်တော့သောကပရိတိဘဝမီချုပ်သွားတော့ချမ်းသာအဲ့ဒါကိုပဲကိုလည်းချမ်းသာခြင်းသလိုအခြားသူတွေကလည်းဒီလိုကြည့်ရင်တော့ဒီတရားတွေရမှာပဲအေးလာကြည့်ညာဟိလို့ဟလာအိပတိကောဂုံနဲ့ဟာလာရှုပါဟဲ့လာကြည့်မှာဟဲ့ကောင်းတယ်ဒီတရားရဲ့လို့ခေါ်လိုက်တဲ့ဂုံရင်းလည်းပြည့်စုံတယ်ဩဘာနီကောမိမိရဲ့နိဗ္ဗာန်ရောက်တဲ့ထီရောက်ဟလာဘယ်တော့မှအပယ်လေးပါးမကြတော့ဘူးယုံနမနန္ဒမတီပါပြီ တက္ကာဒိဋ္ဌိပြုတ်သွားပြီဖောက်ပြန်တဲ့ယုတ်ကလည်းယုတ်တရားပဲညွတ်တယ်ကလည်းနံတရားပဲဖောက်ပြန်တဲ့ယုတ်ကလည်းပုဂ္ဂိုလ်တ attva မဟုတ်ညွတ်တတ်တဲ့နံကလည်းပုဂ္ဂိုလ်တ attva မဟုတ်အဲ့တော့ပုဂ္ဂိုလ်တ attva ရှိနေပြီလို့ရှိရင်လောဘဒေါသမောဟမာနဖြစ်မယ်အဲ့တော့ပုဂ္ဂိုလ်တ attva ချုပ်ပြီးတော့ယုတ်နံလို့သိသွားတဲ့အတွက်ကြောင့်ဘယ်တကားပိတ်သွားပြီနိဗ္ဗာန်ထိအောင်ဆောင်းသွားတဲ့အတွက်ကြောင့်ဩပဏိကကုံနဲ့လည်းပြည့်စုံသွားပြီပြစ္စတံဝိရိတ္တဘောဟုတ်လားမိမိကိုယ်ကိုကိုယ်ပိုင်ဉာဏ်ဖြင့်သုံးမှတ်နိုင်တယ်။ဟောဖောက်ပြန်တဲ့သဘော ေါ်ပြတဲ့သဘောဟာရုပ်တရားပဲပုဂ္ဂိုလ်တ attva မဟုတ်ပဲလို့ပေါ်ပြရရုပ်ပေါ်မှာလည်းကြောင်းညွတ်တာလည်းငါမဟုတ်ဘူးညွတ်တတ်တဲ့နန္တရားဖတ်တာပဲလို့ကိုယ်ပိုင်ဉာဏ်နဲ့လည်းဆုံးပြတ်နိုင်အခြားသူတဘောကိုပေါင်းမိတယ်မလို့တော့ဒါမှမဟုတ်ပစ္စတံဝိရိတဘောမိမိကိုယ်ကိုကိုယ်ပိုင်ဉာဏ်နဲ့ဆုံးပြတ်နိုင်ဝိညာဉ်ရှိပညာရှိသွားပြီဘယ်တော့မှမရှိတဲ့အဝိဇ္ဇာပညာအာယုန်ဒီအာဝန်ပြီးတော့ဘူးမိမယောက်ျားပုဂ္ဂိုလ်တ attva ရေလို့ပုဂ္ဂိုလ်မစွဲတော့ဘူးဟုတ်လားပေါ်ပြတဲ့ဖောက်ပြန်တဲ့ရုပ်တရားနဲ့ကြောင်းလွယ်ညွတ်တတ်တဲ့ ရုပ်ပေါ်ပြရမှာပြောင်းလဲညှို့တတ်တဲ့နံတရားပဲရှိပါလားလို့ပညာရှိသွားပြီလူမိုက်မဟုတ်တော့ဘူးအစွန်နှစ်ပါးလွတ်သွားတော့လူနေမှာပညာရှိအကြောင်းအကျိုးသိသွားတဲ့အတွက်ကြောင့်ဝိညာဉ်ပြီဆိုတဲ့ပညာရှိတဲ့ဘုံနဲ့လည်းပြည့်သွားပြီရုပ်ဖောက်ပြန်တဲ့သဘောနဲ့နံညှို့တတ်တဲ့ပထမရုပ်ဖောက်ပြန်တဲ့သဘောနံကပြီးတတ်တဲ့ပညာပေါ်ပြရမှာပညာပြီးတတ်တဲ့မှတ်တတ်တဲ့သဘောခန္ဓာ၅ပါးက၃ပါးမြင်သွားပြီဒီဒီကကြတော့ ဖောက်ပြန်တဲ့သဘောမှာပြောင်းလဲညှို့တိုင်းပေါ်ပြရရုပ်ပေါ်မှာကောင်းမကောင်းဖြစ်နေတဲ့စိတ်ကလေးကိုသွားတွေ့ရင်ဒါရတဲ့ရုပ်ပေါ်မှာကြောင်းညှို့လေးလို့ရှိရင်ဒါရတဲ့ဝေဒနာခံစားဒါရတဲ့နှစ်သက်မဒါရတဲ့ရုပ်တရားပေါ်မှာဖောက်ပြန်တဲ့ရုပ်တရားပေါ်မှာသွားညှို့လိုက်တဲ့အခါမှာမဒါရတဲ့သဘောတွေ့ရင်မလို့ခြင်းဘူးဒုက္ခဆင်းရဲတယ်။ဩရုပ်ပေါ်ပြလို့နာညှို့တိုင်းပေါ်ပြရုပ်ပေါ်မှာညှို့တိုင်းကောင်းမကောင်းဖြစ်နေသေးပါလားသစ္စာဉာဏ်မြင်သွားတယ် ဲ့တော့ရုပ်ပေါ်ပြလို့နေမြင့်တဲ့နေရာမှာตาတဲ့အတွေ့နဲ့တွေ့ရင်ตาတဲ့သဘောခံစားတယ်မตาတဲ့သဘောတွေ့ရင်မตาတဲ့သဘောခံစားတယ်ဒုက္ခဒုက္ခဖြစ်နေတယ်ယင်ဒုက္ခตาတဲ့သဘောလူချင်းကာမဒုက္ခလိကနိယောကตาတဲ့တရားအောင်ตาရမှုမြင်အောင်ခံစားနေခြင်းညာကကာမကာမဒုက္ခလိကနိယောကမตาရတော့သဘောကိုဟာလာနားမထောင်အောင်မမြင်အောင်မကြောက်အောင်ဆန့်ကျင်နေတာကအတ္တကိတမထာနိယောကအစွန်းနှစ်ပါမလွတ်သေးပါလားဘယ်လွတ်မလဲတော့ ်ဖောက်ပြန်တဲ့သဘောညှစ်တတ်တဲ့နံပေါ်မှာကောင်းမကောင်းဖြစ်နေတာသက်กายဒိဋ္ဌိကြံတယ်အဲ့တော့သက်กายဒိဋ္ဌိဆိုတာတော့သမှုရိယတဏမကင်းခံစားတာဘာမမြင်တာသိစာညာမမြင်သေးဘူးအခုတော့ဖောက်ပြတဲ့သဘောနဲ့ညှစ်တတ်တဲ့နံပေါ်မှာသင်ရမှု ကောင်းမကောင်းဖြစ်နေတာကိုသဘောလက္ခဏာသိသွားပြီသိသွားကြတော့သစ္စာဉာဏ်ဒီစိတ်တည်ကြံနေသေးပါလားလို့သစ္စာအမြင်သွားပြီ သကုကရဏီဒါပေမဲ့ဒီလိုဖြစ်တာဘယ်သဘောလဲလို့အမှန်ကြည့်ရညာနာကရဏီမြင်အောင်ဒီလက္ခဏာကောင်းမကောင်းဖြစ်နေတဲ့စိတ်ကလေးကိုမြင်အောင်ဘယ်လိုရှုရမလဲလို့ဉာဏ်သုံးတာသကုကရဏီညာနာကရဏီအဲ့လိုသကုကရဏီညာနာကရဏီသုံးတဲ့နေတဲ့ခါမှာတာရတဲ့သဘောပေါ်မှာလဲကာမဒုက္ခလိခအဖြစ်မကန့်ညိရတော့အာတာရတဲ့သဘောဆက်ကဆက်ကြအောင်မကြည့်ရတော့မတရားသဘောနဲ့တွေ့ပြန်တော့လဲ မตายရဆိုပြီးဆန့်ကျင်မယ်မလုပ်တော့ဘူး။ตายဒီဖြစ်စီမตายရဒီဖြစ်စီตายမှုမตายမှုတောင်းတမှုမတောင်းတမှုဥပိ္ပကာချပြီးတော့ဉာဏ်ကဖြစ်လာတဲ့သဘောဘယ်သဘောလဲလို့ဒါဉာဏ်သုံးတာ။အဲ့ဒါကညာနာကရဏီ။အဲ့တော့ရုပ်ဖောက်ပြန်ပြီးနာညွတ်တဲ့ပုံမှာကောင်းကောင်းဖြစ်တဲ့စိတ်ကလေးကိုတတိထားပြီ။ကောင်းကောင်းဖြစ်တဲ့စိတ်ကလေးကိုမြင်သွားပြီ။သမာဓိဋ္ဌိအဲ့တော့သမာဓိဋ္ဌိကကောင်းစွာမြင်သွားပြီ။ตาတဲ့သဘောပုံမှာလည်းตาအောင်မလို့လည်းမလိုက်ရောတော့ဘူး။ မသားတဲ့သဘောတွေ့လို့ရှိရင်မသားအောင်မဆန့်ကျင်တော့ဘူးအဲ့တော့ကောင်းသောအယူပဲယူတော့မယ်ကောင်းသောအမြင်ကိုလည်းမြင်တော့မယ်ဘာမြင်မလဲဖောက်ပြန်ပြီးညှုတ်ပြီးတဲ့ပုံမှာကောင်းမကောင်းဖြစ်နေတဲ့သဘောလေးကိုပဲမြင်အောင်ရှိတော့မယ်သမာဓိတိမြင်သွားပြီသမာဓိတိသမာသင်္ကပ္ပတိုင်းရုပ်ဖောက်ပြန်ပြီးဒါကလည်းပုဂ္ဂိုလ်တ attva မဟုတ်သဘာဝဖောက်ပြန်ပြီးညှုတ်တဲ့ပုံမှာလည်းပုဂ္ဂိုလ်တ attva မဟုတ်ညှုတ်တတ်တာနိုင်သဘာဝအဲ့လိုဆိုရင် ကောင်းမကောင်းဖြစ်တာဘယ်လိုလဲဘယ်လိုလဲ ။ဘာကြောင့်ကောင်းမကောင်းဖြစ်နေစိတ်ကလေးဖြစ်ရတာလဲ။အဲ့တော့ဒီစိတ်ကလေးဘေးချင်းပေါ်လေ။ရုပ်ဖောက်ပြန်လို့နာညှုတ်ပြီးတိုင်းကောင်းမကောင်းဖြစ်နေတာပေါ်နေပါတယ်။အဲ့လိုဆိုလို့ရှိရင်ရုပ်ဖောက်ပြန်လို့နာညှုတ်ပြီးတိုင်းဖြစ်လာတဲ့သဘောလေးကိုမြင်အောင်ရှုမယ်လို့ကြံတယ်။ဒါသမာသင်္ကပ္ပအကောင်းစွာကြံတယ်။သမာသင်္ကပ္ပအကောင်းစွာကြံပြီးတဲ့အခါကျတော့အလုံးလို့ရတော့လွတ်ဖို့အတွက်။ตายအောင်သဘောမှာလဲလွတ်ဖို့အတွက်မသာရာရှိမသာရာအောင်လဲကြောင်းမယ်အဲ့တော့တာမှုမသာမှုလွတ်အောင်အကျင့်အောင်မယ်အလုံးအောင်မယ် ဲ့တော့ရုပ်ဖို့ပြန်လို့နာပြီးတိုင်းပေါ်ပြလာတဲ့သဘောလေးကိုတတိထားနေပြီအဲ့ဘဝရမစိုက်ဝိရိယစိုက်နေရပြီတမဝရမစိုက်နေရပြီလူစိတ်သစ္စာအမှန်မမြင်သေးတဲ့ခါကျတော့သူ့တမအဝဇီဝအဖြစ်မဝေးနိုင်ဘူးတမကမ္မတနဲ့တမဝရမပဲရှိနေပြီအဲ့တော့ရုပ်ဖို့ပြီးတော့နာညွတ်တယ်ဖောက်ပြန်တာကလည်းသဘာဝပဲညွတ်တာကလည်းနာဟသဘာဝပဲဆိုတော့ဖောက်ပြန်တဲ့သဘောနဲ့ညွတ်တတ်တဲ့သဘောကိုတတိထားနေထားနေပြီးတော့အဲ့ဒီဘဝကနေကောင်းကောင်းလာမယ် ပေါ်လာမယ်နောက်ဆက်တွဲသဘောတတိထားနေရကတတိတံဘောစီဩအဲ့တော့ဖောက်တဲ့သဘောညှွတ်တဲ့သဘောပြီးလို့ရှင်ခံနေပါလားခံစားတာငါမခံစားနိုင်လည်းမရခံစားချင်လည်းမရမဟုတ်ဒီဘောမှာတရားခံရှိမယ်ဆိုပြီးတော့ပွားနေတာဓမ္မဝိဇ္ဇာတံဘောစီအဲ့လိုဖောက်ပြန်ပြီးတော့ရုပ်ဖောက်ပြန်ပြီးတိုင်းနာညှွတ်ပြီးတိုင်းမှာဘယ်သဘောလဲလို့ပြီးရဝရိယထားနေရတော့ပြီးလို့တဲ့သဘောကိုရှုနေရတော့ရှုနေရတဲ့အတွက် အဲ့ဒါဝါယမစိုက်ရှုနေရတဲ့ဝရိယရှုနေရတဲ့ကြောင့်ဒါဝရိယတံပေါ်အဲ့လိုဝရိယကြာကြာရှုပါများတဲ့ခါကျတော့ခံရတဲ့သဘောလေးကိုရိပ်မိလာတယ်အဲမဲ့ပြီးဖြစ်လာသဘောကျလာငါတော့မဟုတ်ဘူးအဲ့ဒါခံစားတဲ့သဘောလေးတော့သူကရိပ်ပြီးတော့ခံစားတဲ့သဘောသူပြီးနေတဲ့သဘောလေးတရားခံတွေ့လာတဲ့ခါကျတော့သူကသဘောကျလာတယ်ပီတိတံပေါ်စေအဲ့ဒီသဘောလက္ခဏာရှုဖို့ရှုနည်းနဲ့ဖောက်ပြန်လို့ညှုတ်ပြီးတဲ့ပေါ်ပြလာတာလေးကိုတခါတည်းတောင်းရှုနေရတာလေးကိုသဘောကျပါသတိတံပေါ်စေ ဆရကကြတော့ဒီလိုရှိနေကျင်းနဲ့နေုံနဲ့မပြေးပါလားရုပ်ဖို့နာညွတ်နေတာကိုတွဲရှင်ငါမလွတ်ဘူးအဲ့တော့ရုပ်ပြနေတဲ့သဘောနဲ့နာညွတ်တဲ့သဘောသဘာဝညွတ်တာလဲသဘာဝဟဲ့လားဘောနဲ့ညွတ်တဲ့နံကိုဥပိ္ပခါချရတာကောင်းတယ်မောစင်အဲ့ဒီခါလဲချလိုက်ရောရုပ်ဖို့ပြန်လို့နာညွတ်ရင်ကောင်းမကောင်းခံစားတဲ့နေရာလေးကိုညံကတခါလဲသစ္စာညာအမှန်ထိုးလိုက်ရင်လေကောခံစားတဲ့သဘောဝေးတာနံလည်းမြေဝါဤကဝေဝါသမာဓိတည်သွား အဲ့တော့ခံစားတဲ့သဘောပြီးตายရတယ်လည်းမဟုတ်ချမ်းသာတယ်လည်းမဟုတ်ตายရတာမตายရတာဖြစ်နေတာခံစားတဲ့သဘောဟာခံစားတတ်တဲ့သတ္တိဝိနာနာမယ်လို့ဟောဤတည်ရတဲ့ကြောင့်ဒါသမာသမာဓိဗန္နာ၅ပါးနဲ့ကြည့်မယ်မယ်ဆိုလို့ရှိရင်လေရုပ်ဖို့ပြန်လို့နာညှုတ်ပြီးခံစားနေတဲ့ပုံမှာပြန်လည်မှုမရှိအောင်ပြန်လို့ညှုတ်ကောင်းကောင်းဖိတတ်တဲ့ပုံ တီးညောင်ရှူရတဲ့အတွက်ကြောင့်အပြင်ဝိတက်တီးချုပ်သွားပါပြီအဲ့ဒီပုံမှာဝိဇာကြံ့နေအော်ရုပ်ဖောက်ပြန်ပြီးတိုင်းနန်းပြီးခံစားနေတာငါသဘောမဟုတ်သူသဘောသူခံစားနေတာလीရှိပြီပါလားလို့ဒါပွားများနေတာကဝိဇာအဲသူရဲ့လက္ခဏာသဘောလေးကိုရှူရတာသဘောကြတာလေပီတိဟုတ်လားအဲ့တော့မှဒုက္ခဆိုတာဖောက်ပြန်တဲ့သဘောညှို့တဲ့သဘောကနေပြီးတော့ဥပိ္ပကချပြီးတော့ခံစားတဲ့တတိလေးလည်းမြင်သွားရော ဖောက်ပြန်တဲ့သဘောညှို့တဲ့သဘောမှာတက္ကရာဆွဲတဲ့စိတ်လည်းချုပ်သွားပြီဝေဒနာနာမောလည်းဆွဲတဲ့စိတ်ကလေးချုပ်သွားတော့မရှိမှုဝိသတနာလည်းချုပ်သွားဥပါဒံဒုက္ခချုပ်သွားတော့ဒုက္ခဖြစ်သွားတယ်တက်တဲ့သဘောနာလည်းတိရနာနာလို့တရားကံအမလဲမြင်သွားသူ့ဘောမှာတီရွားတဲ့ကြောင့်အတ္တမာကြီးဖြစ်သွားပြီဟောဟလာမက်ခွန်းပါပတိလေးပါဖောက်ပြန်တဲ့ယုတ်ဤပဒံဟလာဥပ္ပမှာကောင်းမကောင်းဖြစ်နေတဲ့ကဝေဒနာဤပဒံ အဲ့ဒီဘုံမှာကောင်းကောင်းဖြစ်နေတဲ့တာမှုမတောင်ဖြစ်နေတဲ့စိတ်ကလေးကိုရှုနေတာကသိဒ္ဓသတိပ္ပံယုဒ္ဓမနန္ဒမတီအောင်ရှုနေတာကဓမ္မသတိပ္ပံသတိပ္ပံတရား၄ပါးမကင်၈ပါးအိန္ဒြေပြည့်စုံအောင်ထားရတယ်လက္ခဏာမမြင်မြင်အောင်သူ့ဘုံမှာမငြင်းငြင်းအောင်အိန္ဒြေ၅ပါးသူ့ကိုရလုံမှုမြင်လုံမှုသိလုံမှုနဲ့ကြိုးစားအားထုတ်နေရတဲ့ဘုံ၅ပါးအဲ့ဒီလိုမဘောဓိပက္ခိယတရား၃၈ပါးနဲ့တွဲရှုတဲ့ခါကျတော့ခံစားတဲ့သဘောနန္တရားလေးကိုသွားတဲ့တွေ့တွေ့တဲ့ခါကျတော့ ယုတ်ကဖောက်ပြန်တယ်နာမ်ကခံစားတယ်ဖောက်ပြန်တာကယုတ်တရားခံစားရတာနန္တရားယုတ်တမနန္တမတည်သွားပြန်ပြီယုတ်တမနန္တမတည်သွားပြီဆိုတော့အဲသူဟာသက္ကုဥရပါတိမြင်သွားပြီဖောက်ပြန်တာကယုတ်တရားပုဂ္ဂိုလ်တ attva မရှိခံစားတာကလည်းဝေဒနာနံပုဂ္ဂိုလ်တ attva မရှိယုတ်ဖောက်ပြန်တာလည်းသဘာဝဖောက်ပြန်ပြီးတော့ခံစားတာလည်းနံသဘာဝပါလားလို့မြင်သွားတာသက္ကုဥရပါတိ ပညာဥဒ္ဓပါရီဥပ္ပမာအဲ့ဒါဖောက်ပြန်တဲ့ယုတ်တရားနဲ့ကောင်းမကောင်းခံစားရတဲ့နံတရားပေါ်မှာကြောင်းတွေရှုတတ်တဲ့ဉာဏ်ပညာရရတဲ့ကြောင့်ပညာဥဒ္ဓပါရီဝိဇ္ဇာဥဒ္ဓပါရီဖောက်ပြန်တာကယုတ်ယုတ်တရားပုဂ္ဂိုလ်တ attva မဟုတ်ခံစားတာကလည်းနံတရားပုဂ္ဂိုလ်တ attva မဟုတ်လို့ဝိဇ္ဇာဉာဏ်ထိုးပေါက်ပြီးမြင်သွားပြီဒါဝိဇ္ဇာဥဒ္ဓပါရီအာလောကဥဒ္ဓပါရီအရင်တော့မသိတော့ကောင်းမကောင်းဖြစ်နေတဲ့ဝေဒနာကိုမမြင်တော့ဥစ္စာဒုက္ခဖြစ်နေတဲ့စိတ်ကလေး အခုတော့ကကြတော့ဝိညာဏနဲ့မြင်လဲသွားတော့ဒုက္ခဒုက္ခဖြစ်နေစိတ်ကလေးချုပ်သွားပြီးတော့ဖောက်ပြင်ဖောက်ပြင်တာကယုတ်တရားခန္ဓာတကနန္တရားလို့ပြီးသွားပြီအရင်တော့ကတော့မသိတဲ့မောဟအမိုက်မောက်ပျောက်သွားပြီးတော့အခုတော့ဖောက်ပြင်တဲ့ယုတ်တရားခန္ဓာနန္တရားယုတ်တဲ့နန်နှစ်ခုပဲရှိပါလားပုဂ္ဂိုလ်တ attva မရှိပါလားလို့အမှန်မြင်သွားတဲ့အတွက်ကြောင့်အမှောင်ပျောက်သွားပါပြီဒါအာလောကဥဒ္ဒပါတိဟုတ်လားအဲဒီတော့ဖောက်ပြင်တာကယုတ်တရားခန္ဓာတကနန္တရား ညွတ်တာကလည်းနန္တရားပညာပိတာကနန္တရားခံစားတဲ့သဘောဟာ ရုပ်ဖောက်ပြန်တိုင်းလဲသူကနံခံစားတယ်ခံစားပြီးဘာလို့တက်လဲလို့ကြည့်တဲ့ခါကျတော့ခံစားပြီးပြတ်ခံစားတဲ့သဘောကိုလွန်စားနိုင်လားဆိုတော့မလွန်စားနိုင်ဘူးသူကပါလို့မေမူရိယပါလာတဲ့စားတတ်တဲ့နန္တရားလေးပဲခံစားပြီးဘာလို့တက်လဲဆိုရှေ့ဆက်ကြည့်တဲ့ခါကျတော့ရှေ့ဝင်မြင်တော့ခံစားတဲ့သဘောဝေဒနာရုပ်ကမျက်စိနဲ့ဆင်းတဲ့တိုက်လေးလေးပေါ်မှာရုပ်ကဖောက်ပြန်တယ် ဖော်ပြရုပ်ပေါ်မှာကောင်းပကောင်းခံစားတာကဝေဒနာနံဖော်ပြတာကယုတ်တရားခံစားတာကနံတရားယုတ်နဲ့နံဆရာနဲ့အရသာနဲ့တွေ့လို့ပေါ်မှာလဲဖော်ပြတာကယုတ်တရားဖော်ပြရံပေါ်မှာခံစားတာကနံတရားယုတ်နဲ့နံယုတ်နဲ့နံအမှန်မြင်သွားပြီအဲ့လိုပဲနားနဲ့အသံနဲ့ကြားတဲ့ပေါ်မှာလဲဖော်ပြတာကယုတ်တရားဖော်ပြတဲ့တတိလီယာယုတ်တရားဖော်ပြရမှာကောင်းမကောင်းခံစားတာကခံစားတာကနံတရားကောင်းမကောင်းဖြစ်နေကြတာကစိတ် အဲ့တော့ဖောက်ပြန်တဲ့ခံစားတယ်ဖောက်ပြန်တဲ့ခံစားတယ်ဖောက်ပြန်တဲ့ခံစားတယ်ဆိုပြီးတော့ဒသိတဲ့တည်သွားတာဧကကရာဧကကရာသမารီတည်သွားပြီအဲ့တော့ခံစားပြီးရင်ဘာလို့တက်လဲဆိုတော့ခံစားပြီးရင်ပြက်ဒုက္ခဒုက္ခဝေဒနာတဏှာရက်သွားပြီပရိစ္ဆသမုပ္ပါရောက်သွားပြီခံစားတယ်လို့မသိတာကအဝိဇ္ဇာအဲ့တော့ကောင်းမကောင်းဖြစ်နေတဲ့သင်္ခါရပြုနေတာကသင်္ခါရအဝိဇ္ဇာနဲ့သင်္ခါရအဲ့တော့တာတဲ့သဘောမတာတဲ့သဘောဖြစ်နေတာကတဏှာ အဲ့လိုအဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဒိဋ္ဌိတွေအကုန်ပြုတ်သွားပြီဖောက်ပြန်တာကယုတ်တရားပဲအယူမှမှမပုဂ္ဂိုလ်တ attva မရှိတော့ဘူးခန္ဓာတာကလည်းနံတရားပုဂ္ဂိုလ်တ attva မရှိမှားတဲ့အယူပြုတ်သွားတော့ဒိဋ္ဌိပြုတ်သွားတယ်အဲ့တော့တဏှိတိကကုန်တရားကုန်တော့ဖောက်ပြန်တာကယုတ်တရားခန္ဓာတာကနံတရားလို့ဖောက်ပြန်တိုင်းခန္ဓာတိုင်းတွေးတိုင်းမြင်တိုင်းကြားတိုင်းနံတိုင်းမှာ ်ဖောက်ပြန်တဲ့ယုတ်တရားနဲ့ခံစားတဲ့နန္တရားယုတ်တရားယုတ်တမနန္ဒမတည်သွားတဲ့ကြောင့်ကိုကိုယ်တိုင်မျက်မှောက်ယူပြီးရယ်အာဂါလီကောအဲဒွါရ၅ဘောက်၆ဘောက်နဲ့နေတိုင်းဖောက်ပြန်တာကယုတ်တရားခံစားတာကနန္တရားလို့အခါမင်းအကျိုးပေးနေအဲအာဂါလီကောပုဂ္ဂိုလ်သတ္တဝါမရှိဒိဋ္ဌိဝိပလန္တစိတ်တံဝိပလန္တပညာဝိပလန္တတွေချုပ်ချုပ်ပြီးတော့ကောင်းသောအမြင်နဲ့ညီနေတဲ့ကြောင့်အခါမကြီးအကျိုးပေးနေတဲ့ကြောင့်အာဂါလီကကုန်နေမြည်ရယ်အဲ့တော့ ခေါ်ပြန်တာလဲပုဂ္ဂိုလ်တ attva မရှိတော့လောဘဒေါသမောဟမာနပြုတ်ခံစားတာကလည်းဝေဒနာနန်းဆိုတော့လောဘဒေါသမောဟမာနပြုတ်တော့ချမ်းသာအဲ့တော့မိမိလည်းချမ်းသာတယ်လို့အခြားသူတစ်ပါးကလည်းချမ်းသာစေတဲ့ကြောင့်ဟေးလာဤဒီတရားရှုတဲ့နဲ့ရှုတိုက်တယ်ဒီတရားရှုရင်တော့ချမ်းသာတယ်လို့ခေါ်တိုက်တဲ့တရားဂုံတော်နဲ့လည်းညီပါတယ်ဩဘာနေဤကောမိမိရဲ့သွားတိုင်းလာတိုင်းမိတိုင်းစားတိုင်းတောက်တိုင်းယူတိုင်းပေါက်တိုင်းမှာဟဟလာဒီဖောက်ပြန်တဲ့ယုတ်တရားခံစားတဲ့နန္တရားရဲ့ လက္ခဏာရင်ကိုအမြဲစည်းနေတဲ့ကြောင်းမိမိကိုယ်မှာကာယဆောင်နေတယ်ပြစ္စနာဝိရိဒဘောမိမိကိုယ်ရန်ကာယဆောင်နေဩပဏိကောမိမိယုံနံလို့တည်သွားပြီးတည်းရဘယ်တော့မှအပယ်လေးပါမကြတော့ဘဲနဲ့နိဗ္ဗာန်တည်အောင်အကျိုးပေးတော့မယ်ဝိညာဉ်ကြီးပညာကြီးပြီးသွားပြီးဘုမိုက်တို့ဘောဟသမားတွေလို့လူမေပုံကိုယ်တွေတတ္တဝါတွေမရှိတော့ဘူးဝိညာဉ်နံပေါ်မှာလည်းကောင်းမကောင်းဆင်းရဲမှုမရှိတော့တဲ့ကြောင်းဖြစ်လာတဲ့သဘောပေါ်မှာဖောက်ပြန်တဲ့ယုတ်တရားခံစားတာနန္တရားပါလားလို့ ီညာရှိသွားပြီအဲဒါတရားကုံတော်အားလည်းမှန်ပါတယ်ဗောဓိပက္ခရာတရား38ပါးလည်းမှန်သွားပြီခန္ဓာ၅ပါးမှာ၄ပါးမြင်သွားပြီဝေဒနာနံလူလင်းမြင်ရောတဏှာလည်းချုပ်သွားအောင်ဒါရင်တဏှာချုပ်သွားပြီဆိုရက်သွားပြီဖောက်ပြန်တိုင်းဖောက်ပြန်တိုင်းမှာခံစားတာတခုတည်းတည်သွားပြီတည်တော့ရှေ့ဆက်လို့မရအဲ့တော့ခံစားတဲ့ပုံမှာသွားပြီးတော့အဲဒီကက်ကရာတည်ပြီတမာသမารီတည်ပါတော့ခံစားပြီးရင်ဘာလို့တက်လဲခံစားပြီးရင်ပြက် ခံစားပြီးပြည့်တယ်ဆိုတော့ဒီပြည့်တဲ့သဘောခံစားတဲ့သဘောကြီးကိုလွတ်လို့ရလားဆိုတော့သူ့ပုံမှာဧကဂ္ဂရာတမာရီတီကိုလွတ်လို့မရအောင်ရုပ်ဖောက်ပြန်လဲနံခံစားတဲ့ပုံမှာလွတ်လို့မရတဲ့ခါကျတော့ခံစားတဲ့သဘောကိုပဲရှုနေရတယ်ခံစားတဲ့သဘောရှုတဲ့ခါကျတော့ခံစားတဲ့သဘောကလည်းခံစားပြီးပြည့်ခံစားပြီးပြည့်ခံစားပြီးပြည့်ဆိုတော့နောက်တော့အပြည့်နဲ့နေရတော့ဟောခံစားတဲ့သဘောကောင်းမကောင်းစီးရင်မှုတာမှုမတာမှုပေပြန်တော့လေ ဝေဒနာနံပေါ်မှာငါလွတ်လို့မရပါလားမသိကျင်လို့လဲမရဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောအတန်နဲ့ကြားတဲ့ကောင်မှလည်းဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောကိုယ်နဲ့အတွေ့အကြုံမှလည်းဖောက်ပြန်တဲ့တော်တော်ခံစားတဲ့သဘောဒွါရငါးဘောက်ကလည်းအပြင်အာရဏတက်ကအမြဲတိုက်နေနေတယ်တိုက်ဆိုင်လို့ရုပ်ဖော်ပြလာတိုင်းအဲ့ဒီဘောမှာခံစားတဲ့သဘောဝေဒနာနံနဲ့တည်နေတယ်ဒီရုပ်နဲ့နံပေါ်မှာအမှန်မြင်နေတော့သူ့ဘောမှာလွတ်လို့ရလားဆိုမရတော့ဘူးအဲ့တော့ခံစားပြဖောက်ပြန်တဲ့သဘောကိုမရှိတော့ဘူး မရှုလဲယုတ်ကဖော်ပြနေမှာပဲရှုလဲယုတ်ကဖော်ပြနေမှာပဲသူ့ရှုနေရင်အပူပဲဟုတ်လားယုတ်ကိုမကြည့်တော့ပဲနဲ့ခံစားတဲ့ဝေနာကိုပဲရှုနေတော့ဝေနာကလည်းဖြစ်ပြီးပြက်နေတော့အဲ့တော့ခံစားပြက်ကြားလဲခံစားပြက်မြင်လဲခံစားပြက်တွေ့လဲခံစားပြက်ထိုင်လဲခံစားပြက်ယူလဲခံစားပြက်ပေါက်လဲခံစားပြက်အိတ်လဲခံစားပြက်လမ်းလဲခံစားပြက်ဟုတ်လားထိုင်လဲခံစားပြက်ခံစားပြက်ခံစားပြက်အပြက်ကြီးနဲ့ပဲနေရတော့သိချင်းရလားဩငါတရားရှာလိုက်တာချမ်းသာမလားလို့ရှာလိုက်တာဟုတ်လားအခုငါ အပြည့်ကြီးငါလွတ်မရပါလားဆိုပြီးတော့အနိစ္စအကြောင်းတရားဒုက္ခအကျိုးတရားတွေ့အဲ့တော့အနိစ္စဒုက္ခဆိုဒုက္ခဤဖြစ်နေတော့ရက်လို့ရလားဆိုတော့မရဘူးအဲ့တော့သစ္စာဉာဏ်ပြန်ရှုရပြန်သူ့ဘုံမှာအမှန်ပြန်ရှုရတယ်ဖြစ်လာတဲ့သဘောတရားဆိုတာကဖြစ်လာတဲ့သဘောပေါ့